ားမဲ့မင်္ဂလာပါ။ကိတူဆာဆက် channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်။ကိတူဆာဆက် channel မှာဆိုလို့ရှိရင် AI နည်းပညာနဲ့ပတ်သက်တဲ့နည်းပညာတွေဘူတူတာတွေကိုပုံမှန်သင်ပေးနေမှာပေါ့လို့ကိတူဆာဆက် channel လေးကို subscribe လုပ်ရတယ်လို့ဆိုရင် subscribe ပြုလုပ်ပေးဖို့လည်းငြင်းဝင်အောင်လေ့လာဖို့လို့တော့ပြန်ခေါ်ပါတယ်။ကိတူဆာဆက် channel မှာဆိုလို့ရှိရင် AI content creation and main learning online with YouTube ဆိုတဲ့ online class တွေရှိပါတယ်ဒီ class တွေကိုလည်း join လုပ်ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် အားလုံးပဲမင်္ဂလာပါ key to success channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုမှာမျှဝေပေးသွားမယ်အကြောင်းအရာလေးကတော့ YouTube မှာလူစိတ်ဝင်စားမှုများတဲ့ new viral niche တခုအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ် niche ဆိုတာတော့ area နယ်ပယ်တခုပဲဖြစ်ပါတယ်အဲတော့ YouTube လုံနေတဲ့လူတွေကတော့တော်တော်များများသိပါလိမ့်မယ်အဲ့တော့မသိသေးတဲ့လူတွေလည်းသိအောင်တစ်ခေါက်ပြန်ပြီးတော့ပြောပြပါမယ်နစ်ဆိုတာတော့ NICA ရှိနစ်ဆိုတာတော့ YouTube ရဲ့အဲဒီ area နဲ့ပဲတခုဖြစ်ပါတယ်ဥပမာဆိုရင်အားကစားတွေတင်တဲ့ channel လားနောက်တစ်ခါ handmade တွေတင်တဲ့ channel လားနောက်တစ်ခါပညာပေးဗီဒီယိုတွေတင်တာလား entertainment တွေတင်တာလား AI generated content တွေတင်တာလားပေါ့နော်အဲ့လိုမျိုးကို တင်လိုက်တဲ့ ਨੇ ပယ်တစ်ခုကိုပြောခြင်းဖြစ်ပါတယ်။အဲဒီထဲမှာခုနောက်ပိုင်းမှာဆိုရင် AI နေခေတ်စားလာတော့မှ viral niche တွေပေါ်ပေါ်လာပါတယ်။ viral ဆိုတာတော့ရန်ကိုလူကြည့်များတဲ့ niche တွေပေါ့။အဲ့ထဲကအခုပြောသွားမယ့် niche တစ်ခုကတော့ baby podcast ဆိုတဲ့ niche လေးတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီ baby podcast ဆိုတဲ့ niche ကဆိုလို့ရှိရင်ကလေးလေးတွေစကားပြောပြီးတော့ mic နဲ့တကယ် podcast လုပ်နေတဲ့ podcast video လေးတွေဖြစ်ပြီးတော့လူစိတ်ဝင်စားမှုအများများပါတယ်။ကျွန်တော်အခု video လေးတွေတစ်ခုဖွင့်ပြပါမယ်။အဲ့ဒီ view တွေကိုအဲ့တော့ဒီ view တွေကိုကြည့်တတ်လို့ရှိရင်ဒီမှာဆိုရင် အဲဒီမှာ 72k ရှိတယ်ပြီးရင်ဟလာ 33k 680k 2.3m မများကြီးပဲအဲ့တော့ဒီ short video လေးတွေက k နဲ့ချီ million နဲ့ချီပြီးရတဲ့ video လေးတွေကအဲဒီတင်နည်းကိုတိသွားပြီဆိုလို့ရှိရင်တော့ဒါလူကြည့်ရမ်းများတဲ့အတွက်ကြောင့်မို့လို့ဒီကနေပြီး ad revenue လို့ခေါ်တဲ့ကြော်ညာကတွေအများကြီးရပြီးတော့ YouTube ကနေ YouTube monetization နဲ့ make money online အများကြီးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီ video လေးကိုအဆုံးထိအောင်ကြည့်လို့ရှိရင်ကိုယ့်အတွက်အကျိုးအများကြီးရှိမယ်ဆိုတာလေးကို ကြိုပြီးတော့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကအဆုံးထိအောင်ဆက်ပြီးတော့လုပ်ပုံလုံးဒီအစဉ်အစဉ်ကိုပြောပြတော့မှာမို့လို့အဆုံးထိအောင်ပြီးသက်ကြည့်ပေးလို့တက်ဖိတ်ခေါ်ပါအဲ့တော့ဒီ channel လေးကိုခုမှစရောက်တယ်ဆိုရင်ရဲ့ key to success channel မှာဆိုလို့ရှိရင် AI နည်းပညာတခြားနည်းပညာဘူးတူတာတွေပုံမှန်တင်ပေးမဲ့ channel လေးဖြစ်လို့ subscribe လုပ်ပြီးတော့မျိုးဝင်ရောက်လေ့လာဖို့လို့တွက်လဲဖိတ်ခေါ်ပါတယ်ဒီမှာ baby podcast ဆို YouTube မှာရိုက်ရှာကြည့်လိုက်ပါအဲ့ဒီမှာဆိုရင်လား baby podcast တွေအများကြီးတွေ့ရပါလိမ့်မယ် baby podcast အာ official ဆိုပြီးရောရိုက်ရှာကြည့်လိုက်မယ်အများကြီးပါပဲเนาะဒီမှာဆိုရင် view တွေအများကြီးပဲအဲ့တော့ဒါသေချာလေးတင်တတ်မယ်ဆိုလို့ရှိရင်เนาะအဲ baby podcast ဆိုလို့ရှိရင်လည်းတကယ်ကိုကောင်းတဲ့ minutes တစ်ခုပဲဖြစ်ပါတယ်ဒီမှာဆိုရင်လုံခဲ့နှစ်ပတ်ကမှတင်ထားတာ 680Some you can't, can't wait, wait to get, get out, out of at the end of your day. day. Marriage. Marriage. ဲအဲဆိုရင်တော့ဒီဗီဒီယိုလုပ်နည်းလေးကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဒီဗီဒီယိုလုပ်ဖို့အတွက်ပထမဆင့်အနေနဲ့အရင်ဆုံးကလေးချစ်စရာကလေးပုံလေးတွေကိုပုံထုတ်ပါမယ်ဒီပုံလေးတွေကိုတော့ဟာလား AI နေပဲထုတ်တော့မှာဖြစ်ပါတယ် AI နေထုတ်မှာဖြစ်တဲ့တော့ကျွန်တော် ChatGPT မှာလည်းထုတ်လို့ရတယ် Leonardo AI စသဖြင့် text to image generator AI generator တွေမှာအကုန်ထုတ်လို့ရပါတယ်အဲဒီဗီဒီယိုမှာတော့ဒီမှာ ChatGPT မှာထုတ်တဲ့ပုံလေးနဲ့လုပ်ပြသွားမှာဖြစ်ပါတယ်ဒါအဆင့်တစ်ဖြစ်ပါတယ်အဲ့တော့အဆင့်တစ်အနေနဲ့အရင်ဆုံး ChatGPT မှာပုံထုတ်ရမှာ ChatGPT မှာပုံထုတ်မယ်ဆိုလို့ရင် ChatGPT ကိုပုံထုတ်မယ် prompt ကောင်းကောင်းရေးမှာပုံလှလှလေးထွက်မှာဖြစ်ပါတယ်အဲ့တော့ကိုကပုံ print ကောင်းကောင်းရေးဖို့အတွက်ဆိုလို့ရှိရင်သူ့ကိုပဲပြန်ပြီးခိုင်းလိုက်ပါတယ်ဒီမှာဆိုရင် please write a prompt at ChatGPT မှာထုတ်မှာမဟုတ်လို့ to create baby podcast presenter photo ထုတ်ဖို့အတွက် prompt အရင်ရေးပေးပါဆိုပြောပါတယ် prompt ဆိုတာကကျတော့ prompt engineering ဆိုတာကကျွန်တော်တို့ AI ကိုဟိုခိုင်းတဲ့နှောညွှန်ကြားချက်တစ်ခုပဲဖြစ်ပါတယ်ဒီ prompt ရေးတာကောင်းရင်ကောင်းသလိုမျိုးကိုယ့်ရဲ့ပုံလေး video တွေကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကောင်းတာတွေကို AI ကလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကိုက AI ကိုခိုင်းတတ်မှာပဲဒီ AI ခက်ကြီးမှာပို့ပြီးအဆင်ပြေမှာဖြစ်ပါတယ် အဲ့တော့ဒီ print ရေးပုံရင်းဒီအသေးစိတ်ကစပြီးတော့ပုံထုံလေးတွေဗီဒီယိုထုံလေးဒါတွေအသေးစိတ်လေ့လာနိုင်မယ် AI content creation နဲ့ make money online with YouTube online class လေးကျွန်တော်ကီလူစာသင်မှာဖွင့်ထားတာရှိပါတယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ Facebook page Messenger နဲ့ဆက်သွယ်လို့ရပါတယ်သင်တန်းကြီး2000နဲ့သင်ခန်းစာတွေအများကြီးလေ့လာနိုင်ပြီးတော့သိချင်တာတွေပြန်ပြီးမေးနိုင်မှာဖြစ်ပါတယ် ဲ့တော့အခုကျွန်တော် AI ကိုအရင်ဆုံးခိုင်းလိုက်ပါခိုင်းလိုက်တဲ့အတွက်ကြောင့်မလို့ AI ရဲ့ prompt တွေထုတ်ပေးပါတယ်အဲ့တော့သူ့ကိုခိုင်းတဲ့နေရာမှာကျွန်တော်ရင်ဘယ်မှာထုတ်မလဲဆိုတာပါထည့်ပြီးခိုင်းရပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီမှာ ChatGPT မှာထုတ်မယ်ဆိုပြီးခိုင်းပါတယ်အဲ့ ChatGPT မှာထုတ်မယ်ဆိုပြီးခိုင်းလို့ရှိရင်ပို့ပြီးတော့ကောင်းတဲ့ prompt တွေရမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုရင် prompt တွေရေးပေးလိုက်ပါဒါ prompt ဖြစ်ပါတယ်ဒါ prompt ဖြစ်ပါတယ်နော် high quality photo ကိုကျူပေးပြီး as a podcast presenter အနေနဲ့နော် ပုံတပုံထုတ်ပေးပါ The Beria A Baby Wearing Oversized Headphone uh, Sitting in front of a professional microphone in a cozy studio setup အဲ့တော့အင်္ဂလိပ်စာအများကြီးသိစရာမလိုပါဘူးနည်းနည်းတော့သိရဆိုရင်ရပါပြီဒါပေမဲ့လည်းအင်္ဂလိပ်စာအရေးကြီးတဲ့ကြောင့်လို့ဒီလိုလုံရင်းကိုင်းနဲ့ပို့ပြီးလေ့လာတော့ဖို့လည်းတိုက်တော့ပါတယ်အဲ့တော့ပြီးသွားလို့ရှိရင်ဒီမှာ you can trick element light ဆိုတော့ဒီနေရာမှာ style မျိုးစုံပြောင်းလို့ရတယ် realistic ရတယ် cartoon ရတယ် 3D style ရတယ် အသက်အရွယ်ကိုလည်းပြောင်းလဲလုပ်လို့ရတယ် infant လုပ်ချင်တာလား toddler လုပ်ချင်တာလား outfit ကိုလည်းပြောင်းလို့ရတယ် background theme နေလည်းပြောင်းလို့ရပါတယ်လို့ပြောထားပါတယ်ဒီမှာတော့သူကအဲဒီမှာကျုပ်ရဲ့ high quality photo ရဲ့ကျုပ်ပေးပြီးအဲဒီမှာဆိုရင်သူကကျတော့ဘာမှပြောမထားဘူးအဲ့တော့ကျတော့ညာလေးကိုယူပြီးသွားလို့ရှိရင်နော် realistic style နဲ့လုပ်ချင်တာလား 3D style နဲ့လုပ်ချင်တာလားပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကတော့3 realistic နဲ့လုပ်လိုက်မယ်နော် write a pro as realistic realistic style နေနဲ့ထုတ်ပြပါဆိုပြီးကျွန်တော်ပြန်ရေးခန့်လိုက်ပါ highly realistic photo of cute baby city at the podcast index as a baby is around 1 year old အဲဒီမှာအသက်ပါတစ်ခါလေးပါတယ်အဲ့တော့ကိုကအသက်ကို 1 year old မလုပ်ချင်ဘူးဆိုလို့ရှိရင်လည်းအဲ3 year old rewrite ပေါ့နော်ပြန်ရေးပေးပါအဲ့ဒါဒီလိုပဲ print တွေကိုကျွန်တော်တို့က refine လုပ်ရတယ် modify လုပ်ရတယ်ပို့ကောင်းအောင်လုပ်ရတယ် s3 year o baby k baby y ပေါ့နော်အဲ့တော့အဲ့လိုအစင်းစင်းကျွန်တော်တို့လုပ်လိုက်တဲ့အချိန်မှာဆိုရင်ဒီမှာဆိုရင် ကောင်းဆုံး product တစ်ခုရပါတယ်အဲဒီ print ကိုကျွန်တော် copy ယူမယ် select text ဆိုတာလေးနဲ့ယူလိုက်မယ်နော်အဲ၃နှစ်ပေါ့နော် highly realistic select text မယူဘဲနဲ့အဲဒီမှာ copy text ဆိုပြီးတော့လည်းယူလိုက်လို့ရပါတယ်ပြန် copy ယူလိုက်ပါမယ်ပြီးရင်ပြန်ထွက်လိုက်မယ်ပြန်ထွက်လိုက်ပြီးရင်သူ့ကိုပဲ ပြန်ပြီးခိုင်းမှာဖြစ်ပါတယ်ဒီမှာတော့ new chat လေးကိုခေါ်လိုက်မယ် new chat လေးကိုခေါ်လိုက်ပြီးဒီမှာ create image ဆိုတာလေးကိုနှိပ်လိုက်မယ် create image of ဆိုပြီးတော့ကျွန်တော်ခုနက copy ယူလာတဲ့ဟာလေးကို paste လုပ်လိုက်ပါမယ်ပြီးရင်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးဆိုလို့ရှိရင်ဒီမှာပုံတော်ပုံရလာမှာဖြစ်ပါတယ်ခဏလေးဆောင်းလိုက်လို့ချင်းပုံတော်ပုံရမယ်အဲ့တော့ chat gpt free ကိုသုံးနေဆိုရင်လည်းရတယ်ဒါပေမဲ့နည်းနည်းလေးကြာကြာဆောင်းရတာလေးလည်းရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ် free လုပ်လို့ရပါတယ်ရပြီ အဲ့ဒါဒီမှာပုံလေးရလာပါပြီပုံလေးရလာပြီမင်းနေလေးကျွန်တော်ကသူ့ရဲ့ aspect ratio တွေပါတယ်နေလေးပြောင်းနေတယ်ပြောင်းနေတဲ့အတွက်ကြောင့်မို့လို့ဒီမှာဆိုပြီးတော့ပြန်ပြောင်းပြီးတော့ရေးလိုက်မယ်ဒါဆိုရင်ခုဆိုရင်ပထမအဆင့်နေတဲ့ပုံလေးရပါပြီဒီပုံလေးကိုဖြည့်ပြီးတော့ထောက်လိုက်ပြီးတော့ဖုန်းထဲကို download လုပ်ပြီးတော့ကိုဖုန်းထဲကိုထည့်လိုက်မှဖြစ်ပါတယ်ဗျာ save ဆိုအောင်နှိပ်ရလို့ရှိရင်ဖုန်းထဲကိုရသွားပြီဖြစ်ပါတယ် ဒါကကိုကအသေးစိတ်လိုချင်လိုချင်တဲ့လိုမျိုးထပ်ပြီးတော့လုပ်လို့လည်းရပါတယ်အခုလောဆယ်တော့ကျွန်တော်ကအချိန်ကုန်တော့မှသတို့တလောင်းနဲ့ပဲလောက်ပြလိုက်ပါမယ်အဲ့တော့ဒါပြီးသွားပြီပုံရပြီးသွားဒုတိယဆင်ကိုဆက်ပြီးတော့တွားလိုက်ကြအောင်ဒါနဲ့လည်းလုပ်လို့ရပါမယ်ကျွန်တော်ဖုန်းနဲ့ပဲစာဆုံးလုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ Google Chrome မှာ dynjam.ai ဆိုပြီးတော့ရိုက်ပြီးတော့ရှာလိုက်ပါကျွန်တော်ရဲ့ description နဲ့ comment မှာလည်း link လေးထည့်ပေးထားပါမယ်အဲ့ဒါနေတွားလို့လည်းရပါတယ် အဲ့တော့သူကဆိုလို့ရှိရင် free လဲတုံးလို့ရပါတယ် free နေစဉ် daily credit နဲ့ကိုကိုကချိန်ဆပြီးတော့တုံးမယ်ဆိုလို့ရှိရင်နေစဉ်ရပါတယ်အခုဆိုရင်ကျွန်တော်ရဲ့ credit ကဆိုလို့ရှိရင်ဒီမှာ640လောက်ရှိနေပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီ640ကိုဒါ free ပဲတုံးတာဖြစ်ပါတယ်ဒီမှာ free ဆိုတာလေးတွေ့ရပါလိမ့်မယ်အဲ့တော့နေစဉ် daily credit လဲရပါတယ်ပြီးလို့ရှိရင်သူကအဲဒီမှာဆိုလို့ရှိရင်ဝယ်တုံးမယ်ဆိုလို့ရှိရင်လည်းမဆိုးဘူးပြာနော်ဝယ်တုံးမယ်ဆိုလို့ရှိရင်လည်းတစ်လကိုဒီမှာ၄ဒသမ၉၉ နော်လေးသသမ99နဲ့ဝယ်လို့ရတယ်ဒေါ်လာလေးသသမ99ဆိုတော့မစိုးဘူးပေါ့နော်အနိုင်ဆုံး price ကနောက်9သမ99ဆိုရင်ပို့ပြီးတော့များတဲ့ဟာကိုရမယ်အများဆုံး price ကမှ19သမ99ဆိုတော့ဈေးမစိုးဘူးပေါ့နော်ဒါအရင်ဆုံးတော့ free ပဲဆန်းပြီးတော့တုံးကြည့်ပါများများတုံးလို့ရတယ် free နဲ့တုံးလို့ကိုကတော်တော်လေးနဲ့သဘောကျတယ်ကောင်းတယ်ဆိုလို့ရှိရင်တော့ကိုလုပ်ငန်းတွေကလည်းတော်တော်လေးဝင်ငွေတွေရတယ်ဆိုလို့ရှိရင်တော့ဝယ်ပြီးတော့တုံးလို့ရပါတယ်နော် သူက free သုံးခြင်းအပြင်ကျွန်တော် upgrade တွေလည်းပုံမှန်ဒီရတယ်ဘောနော်နေ့စဉ်ဝင်ပြီးတော့သူ့ရဲ့သူများရဲ့ video တွေကိုကြည့်တာအဲ line လောက်တာကိုကူတွေကိုတင်တာဒါတွေကနေလည်း credit ရတယ် daily credit လည်းရတယ်ဘောနော်အဲ့တော့ဝင်ရတော့လွယ်ပါတယ်ဒီ plan လေးကနေဝင်လာပြီးသားလို့ရှိရင်ဂျီမေးလေးနဲ့ continue ရွေးဂျီမေးဆိုပြီးဆိုင်ရလောက်လိုက်လို့ရှိရင် ပေါင်းတစ်ခုရမှာဖြစ်ပါတယ်။တကယ်လို့ကိုက account တစ်ခုနဲ့မလုံလောက်ဘူး daily credit နဲ့မလုံလောက်ဘူးဆိုရင်လည်းကိုယ်မှာ Gmail တွေနှစ်ခုသုံးခုမြန်မာနိုင်ငံလူတွေမှာ Gmail တွေဖွင့်ထားရှိပါ။အဲ log out လုပ်ပြီးနောက် Gmail တစ်ခုချင်းတစ်ခုချင်းစီနဲ့ဝင်ပြီးသုံးလို့ရှိရင် Gmail link ၅ခုလောက်ဆိုရင်ကိုလောက်ရှင်တဲ့ video တွေအများကြီးလုပ်လို့ရပါတယ်။အဲ့တော့ဒီမှာ create ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။ create ဆိုတာလေးကိုနှိပ်လိုက်ပြီးခဏစောင့်လိုက်မယ်။ခဏစောင့်လိုက်ပြီးလို့ရှိရင်ဒီမှာအဲဒီမှာပုံပုံလေးပါတယ်။နော်ဒီမှာပုံလေးရှိတယ်။အဲ့တော့ upload ပုံလေးကိုနှိပ်ပြီးခုနကတော့ကျွန်တော်လောက်ထားတဲ့ ပုံလေးတဲ့ကเนาะ ChatGPT ကပုံလေးတပုံခုနကလေးပုံလေးကို update upload လုပ်လိုက်မယ်တင်လိုက်မယ်เนาะတင်လိုက်ပြီးတော့လို့ရှိရင်အဲ့ပုံလေးကိုဒီထဲကိုယောက်သွားတယ်ယောက်သွားပြီဆိုရင်ဒီမှာအောက်မှာကြည့်လိုက်လို့ရှိရင်ဒီမှာเนาะစကားပြောတဲ့ talk listen ဆိုတာလေးရှိတယ်အဲ့ talk ဆိုတာလည်းနှိမ့်နှိမ့် listen ဆိုတာကိုလည်းနှိမ့်နှိမ့်ရပါတယ်အဲ့တော့ဒီနေရာမှာနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တတိယအဆင့်နေနဲ့အတန်ထည့်ရပါမယ်။ဟုတ်ထည့်ပြီးတော့ပြောရမှာဖြစ်ပါတယ်။ ီမှာတော့လေကျွန်တော်စမ်းကြည့်တာတော့လာဗမာလိုရိုက်ပြီးရေးထဲမှာထည့်ကြည့်ရတော့မရဘူးပေါ့နော်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ကိုစာရိုက်တဲ့စာကို lip sync လုပ်လို့လွဲပါတယ်မြန်မာလိုဆိုရင်တော့လုပ်လို့မရဘူးပြီးတော့ဒီမှာ upload ကနေပြီးတော့သွားလို့ရှိရင်လည်းဒီမှာဟိုပုံတွေပဲ photo video ပဲ upload လုပ်လို့ရတယ်အသံ file ကို upload လုပ်လို့မရဘူးအဲ့တော့အသံ file ကိုဒီကနေပြီးတော့တိုက်ရိုက်တော့ပြောလို့ရတယ် record လုပ်ပြီးတော့ကိုကနေပြီးတော့30စက္ကန့်ပြောလို့ရပါတယ်အဲ့တော့ဒီမှာကျွန်တော်ပြောကြည့်လိုက်ပါမယ် ။အဲဒီမှာစက္ကန့်30သာအတန်နဲ့ပြောလိုက်ပြီ။ပြောလိုက်ပြီးရင်ကျွန်တော်ဒီမှာဒါလေးကိုနှိပ်လိုက်ပါမယ်။ခဏစောင့်လိုက်ပါမယ်။ဟုတ်လားမင်္ဂလာပါ။ကိတ္တုစာဆက်ချက်ကိုလုံးပြီးသွားပြီဆိုရင်ဒီအရာလေးကိုနှိပ်ပြီးတော့ဟောလုံးလိုက်ပါမယ်။ထည့်လိုက်ပါမယ်။ပြီးရင် generate video ဆိုတာလေးကိုနှိပ်လိုက်ရင်ရပါပြီ။အဲ့တော့ generate video ဆိုတဲ့ video ဆိုတာလေးကိုတစ်ချက်နှိပ်ကြည့်လိုက်ပါမယ်။ခဏလေးစောင့်လိုက်ပါမယ်အဲ့တော့ free ဖြစ်တော့လည်းနည်းနည်းတော့စောင့်ရပါတယ် ဲ့တော့အတန်ကကိုကကတ်လွန်းတန်ကလေးတန်မပေါက်သေးဘူးဆိုလို့ရှိရင်တော့နောက်ပိုင်းမှာဆက်ပြီးတော့လုပ်လို့ရတဲ့နည်းတွေလည်းရှိပါတယ်။အဲဒီတိုင်းချန် AI ဆိုတော့ကျွန်တော်ရှာကြည့်တဲ့ AI tools အသစ်တွေထဲမှာတော့ daily credit လည်းရတယ်အဲ lift sin လေးရတယ်ဆိုတော့ဒါ AI generated content လေးဖန်တီးပြီးတော့ငွေရှာနေတဲ့လူတွေကိုလုပ်ငန်းမှာအသုံးပြုတဲ့လူတွေအတွက်တော်တော်လေးကိုစင်ပြနေတဲ့အဲဒီ AI tools လေးတခုပဲဖြစ်ပါတယ် တော့ခဏလေးစောင့်လိုက်လို့ရှင်ရပါပြီကဲခဏလေးစောင့်လိုက်တော့ကျွန်တော်ခဏလုတ်ထားတဲ့ baby podcast video လေးပြီးတော့ပါပြီဒါလေးကိုကျွန်တော်တစ်ချက်ဖွင့်ကြည့်ကြပါမယ်ဟုတ်လားဟုတ်ပါပါ YouTube subscribe channel မှာလည်းကြည့်ကြည့်လိုက်ပါလေ ဣတုဆတ်ဆတ်ချန်နယ်မှာဆိုလို့ရှိရင် AI နည်းပညာနဲ့ပတ်သက်တဲ့နည်းပညာတွေဘူတတာတွေကိုပုံမှန်သင်ပေးနေမှာပေါ့လို့ဣတုဆတ်ဆတ်ချန်နယ်လေးကို subscribe လုပ်ရသေးလို့ဆိုရင် subscribe ပြုလုပ်ပေးဖို့နဲ့မြေဝင်ရောက်လေ့လာဖို့လို့တွဲပေးခေါ်ပါရစေ။ဣတုဆတ်ဆတ်ချန်နယ်မှာဆိုလို့ရှိရင် AI content creation and make money online with YouTube ဆိုတဲ့ online class လေးရှိပါတယ်။ဒီ class လေးကိုလည်း join လုပ်ပေးခေါ်ပါရစေ။အားလုံးကျေးဇူးတင်ပါတယ်။ဒီလေးကတော့ဒါတော့အတန်ကတော့ဒီမှာတော့ကလေးတံမဟုတ်သေးဘူးเนาะဒါလေးကိုကလေးတံဖြစ်အောင်လို့ ပြောင်းတဲ့နေရည်လည်းရှိပါတယ်။ဒါလေးတွေကိုလည်းဆက်ပြီးတော့ကျွန်တော်အဲဗီဒီယိုလေး YouTube မှာတင်ပေးတော့မှာပါ။ Channel လေးကိုလည်း Subscribe ပြုလုပ်ထားပေးပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။